ားပါ11 WTB ရဲ့ Football Focus အစီအစဉ်မှာကြိုဆိုပါတယ်2024ကမ္ဘာ့ဖလားပြိုင်ပွဲ Quarter Final နဲ့ပွဲစဉ်တွေရဲ့လက်ချက်ပွဲစဉ်နှစ်ပွဲဦးကျွန်တော်စူးညီနဲ့ကုနန်လုံညဉ့်ညံလုံကဆက်လက်သုံးသပ်နေပြမှာဖြစ်ပါတယ်ကုနန်လုံဝင်မင်္ဂလာပါမင်္ဂလာပါဟုတ်ဟုတ်ကဲ့ကိုဒီညပွဲစဉ်တွေအကြောင်းမပြောခင်မနေ့ညအရှင်ပိုင်ကွာလေပွဲစဉ်နှစ်ပွဲအကြောင်းကျွန်တော်နည်းနည်းတော့ပြောကြရအောင်ဟုတ်ကဲ့ပါမနေ့ကဘရာဇီးဂျာမနီအသင်းကြီးကန်နေဒါမဲ့နှစ်ပွဲလုံးကချင်းမြောင်းနဲ့ရလက်တွေပဲပေါ်ထွက်ခဲ့တယ်ဟုတ်ကဲ့ဒါရလက်ပိုင်းပေါ့ကိုသူတို့တွေအဲ့ဒီမှာကစားသွားတဲ့ခြေစွမ်းတွေ performance တွေအနေထားတွေဘယ်လိုရှိလဲခင်ဗျာ ြင်းမြောင်းတော့ရလာအထွက်တာတော့ထွက်တင်ပါတယ်ဒီစင်းနဲ့ဒီစင်းနဲ့ဒီစင်းချီလက်မကွာဘူးဂျာမနီနဲ့ပြင်သစ်ဆိုလဲအာဂျာမနီကပါတယ်လို့ယူဆလို့ရရမယ်တကယ်လက်ရှိအနေထားမှာတော့ညရယ်ပေါ့ဟုတ်ကဲ့ဒီပြိုင်ပွဲတွင်းခြေစွမ်းရဆိုရင်တော့ဒီနှစ်သင်းတစ်သင်းနဲ့တစ်သင်းအားသာမရှိဘူးဒီဘရာဇီးလ်နဲ့ကိုလံဘီယာဆိုတာဒီလိုပဲဘရာဇီးလ်နေနဲ့အားသာချက်ဆိုရင်အင်ရှင်ဖြစ်နေတာတခုပဲရှိမှာ ကျန်တဲ့အဖက်ဖက်မှာတော့ကိုလံဘီယာကိုအားသာစရာမရှိဘူးဟုတ်ဟုတ်ကဲ့ဒီဘရာဇီးကိုကျွန်တော်တို့တည်ထားတာတိုက်စစ်ကောင်းတယ်အစင်ဆက်တိုက်စစ်ကစားတယ်အဲ့ဒါပေမဲ့ထူးခြားပါပဲမနေ့ကဘရာဇီးရသွားတဲ့ကိုယ်နဲ့ကိုယ်လုံးကဆန်လာဘက်ကစားသွားတော့နှစ်ယောက်ကတွင်သွားတာတီယာကိုဆေးပါတယ်ဒေးဗစ်လူးဝစ်ကဟုတ်ဟုတ်ကဲ့အဲ့ဘရာဇီးရတဲ့ဂိုးလေးတွေရယ်ဘရာဇီးရဲ့တင်ပလီဒီဟိုနည်းနည်းသိကြပါလားခမဘရာဇီးကဒါပြောမစင်တော့စီမံချက်ဝင်ဂိုးပေါ့ဟုတ်ကဲ့ပထမဂိုးကဒီလူးဝစ် ဝင်ရှုပ်ပြီးတယ်ရှာကြတဲ့ဘောလုံးဒီတယောက်ကဆေးဘပိတ်တယ်ရှေ့ပွဲမှာလည်းတယောက်ကဆေးဘကောင်းရှက်ပြီးတယ်လူးဝစ်ပိတ်တယ်ချင်းနဲ့ပွဲမှာဒါကဟိုဘရာဇီးရဲ့ဒီ set piece formula ပေါ့ဒုတိယကူကတော့ဒါ David Luiz ရဲ့ဒါဟိုမယုံနိုင်စရာကံကြက်ပေါ့တော်တော်လေးကောင်းတယ်တော်တော်လေးအဆင်ပြေတယ်ဒီဒိုင်မဲတစ်ခုတော့ရှိတယ်တော်တော်ကောင်းတယ်တော်တော်အဆင်ပြေတယ်ဆိုတော့အနေထားမှာ kai 30กว่าနေရတဲ့အကြောင်းဟုတ်ကဲ့ကံမာက David Luiz ဖြစ်နေလို့ပေးလာတော့မသိဘူး လံဘီယာရဲ့ wall ကတော့တော်တော်စိတ်ပျက်စရာကောင်းတယ်ဟုတ်ကဲ့တကယ်တော့ဒီကွင်းကျယ်ကိုဟုတ်ကဲ့ကိုသမားတောင်းဝင်မြူထားတဲ့အချမ်းကိုသူတို့မပိတ်ပေးနိုင်ဟုတ်သူတို့ wall ကမစီဘူးပေါ့ဒါထားတော့ Louis ရဲ့ကံကြက်ကတော်တော်လေးကောင်းတယ်ဒါပေမဲ့ဘရာဇီးမှာပြဿနာရှိတာပါလဲဆိုတော့မနေ့ကပွဲမှာတကယ်တော့ပထမပိုင်းကဘရာဇီးရဲ့ဒီနှစ်ကဘာဖလားပြိုင်ပွဲပွဲစဉ်အားလုံးမှာအကောင်းဆုံးခြေစမ်းမယ်ဟုတ်ကဲ့ဘရာဇီးဟာကျွန်တော်မနေ့ကကျွန်တော်ပြောခဲ့တယ်ငိမ့်ကိုကိုနဲ့ စကားပြောတဲ့အခါကျတော့ Gustavo မပါတာဘရာဇီးအတွက်ကွင်းလည်ခံစစ်မှာပြဿနာရှိလာနိုင်တယ်တကယ်လဲ Gustavo မပါတဲ့အတွက်ဘရာဇီးကကွင်းလည်ခံစစ်မှာပြဿနာဟိုရှိသွားတယ်ဒါပေမဲ့ဘရာဇီးကကွင်းလည်အဲ့ရှိတဲ့အားတချက်ကိုဟိုအားနဲ့ချက်ကိုဖုံးပြီးတော့သူတို့ဒီတိုက်စစ်ကိုဥပမလီပြန်ကစားတယ်ဒီ Gustavo ကဒီခံစစ်ကြောင်းရှိမှာအများရန်အန်ခါကစားတဲ့အတွက်ဒီတိုက်စစ်မှာလူတယောက်ယော့တယ်မနေ့က Fernandinho နဲ့ Paulinho ကတော့ နှစ်ယောက်စလုံးကဒီ defensive midfielder မှာနေပြီးတော့ box to box ကစားသွားတယ်ဒါတော့တူရကြက်ပဲဒီပြောမစမ်းတော့ scolari ရဲ့2002အသင်းပုံစံမျိုးဒီမနေ့ကပထမပိုင်းမှာပြန်တွေ့ရတယ်အဲကွာသွားတာကဒီ scolari ရဲ့2002အသင်းရဲ့ full back တွေကပို့ပြီးတော့ဒီ Cafuna Roberto Carlos ပို့ပြီးတော့ဟိုအေးအေးသွင်းမြင်တယ်ပို့ပြီးတော့ဟိုစမ်းဆောင်ရေကောင်းတယ်ပြီးတော့ scolari ရဲ့အတိုက်စင်မှာ trial က rivalo ရော်နယ်ဒိုရော်နယ်ဒင်ဟိုအခုကတော့နေမာတယောက်တည်းကိုတည်ထားရတယ်အော်စကာကတိုက်ဆစ်ဆိုတာထက်ကွင်းလေအရန်ဆန်ဆန်နမဖီအရန်ဆန်တယ်ဟော့ကတော့ဟိုတစ်ချက်ကောင်းတွေပဲရှိတယ်ဒါပေမဲ့ combination တိတ်အားရတယ်ဒါပထမပိုင်းချင်းနေပေါ့ဒုတိယပိုင်းမှာကြောင်းကြီးကိုလံမီယာလေးပြန်ပြီးတော့ဘရာဇီးကိုပရက်ရှာပေးနိုင်တာမျိုးလေးတွေတွေ့ရတယ်ဘာကြောင့်လဲခင်ဗျာအဓိကတော့ကိုလံမီယာနီးပြဆဗလာရဲ့ဟိုနီးပြဟာပြောင်းလဲမှုလို့ပဲကျွန်တော်ကောင်းစင်တက်ရမှာပဲအဓိကတော့ဘာလဲဆိုတော့ တင်မီဒီရှင်ရွှေသီးပေါ့သူစွန့်လိုက်တာပဲဒီတိုက်ဆက်ကစားသမားတွေတပွဲမှမသုံးခဲ့တဲ့ဘက်ကာပြီးတော့ဒီတိုက်ဆက်မှာတော့ Adrian Ramos တကယ် World Class တိုက်ဆက်မှုတွေသူတို့စုပြုံမှုထည့်လိုက်တယ် James Rodriguez နဲ့တွဲတယ် Cuadrado တို့နောက်တော့ဟို Cuadrado ထွက်တော့လဲ Cantona လေးထည့်တယ်ဟိုတိုက်ဆက်ကစားသမားတွေစုပြုံမှုထည့်လိုက်တာပဲထည့်လိုက်တာကဂိုးလည်းပြန်ပေးရနိုင်တယ်ဒါပေမဲ့ Brazil ကဂိုးပြန်ယူနိုင်တဲ့ဒီ Colombia ဖောင်ဖြတ်ပြီးကစားတဲ့အချိန်မှာဂိုးပြန်ယူနိုင်တဲ့ခြေစွမ်းမရှိတော့ဘူး တို့အနောက်မှာစိတ်ကတို့ရဲ့ mindset က defensive mindset ဖြစ်သွားပြီတိုက်စစ်ကိုကူးမလို့ကျင်တော့ကူးမပေးရင်တော်စေးကစားရတဲ့ကိုလံဘီယာစိတ်ကြိုက်ဖြစ်တယ်စကြေကစားတယ်အကူပဲပြန်ရသွားတာဗလာစီကန်ကောင်းလို့ဟုတ်ဒီပွဲနဲ့ပတ်သက်ပြီးပဲပေါ့နော်ကျွန်တော်ဒီအတင်းအကြောင်းတွေတော့မေးပြီးပါပြီပလေးယာအကြောင်းလေးတွေနည်းနည်းမေးပြရသေးတယ်ပထမပထမဆုံးမေးချင်တာဘရာဇီးရဲ့နေမှာဂျော်ယိုစိတ်တန်ရရွားတယ်တော့မပါနိုင်တော့ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကပွဲပြိုင်ပွဲလေးတော့ထွက်သွားပြီဂျင်းရူဒူကပွဲတိုင်းဂိုးသွင်းနိုင်တယ်တူတဲ့သောကစားသမားဒီကစားသမားနှစ်ယောက်ရဲ့အခြေအနေလေးတွေကို နည်းနည်းလောက်ပြောပြပေးပါမယ်။နေမှာ dribbling skill တာတယ်။ဟုတ်ကဲ့ခင်ဗျ။ပြီးတော့ဘောလုံးကိုလူတွေအများပြန်ပဲခံစားမှုတွေအများကြီးကြားရမှာ။ယုံကြည်ကြည်ကန်ရဲတဲ့ယုံကြည်ကြည်ကန်ရဲတဲ့ဆောင်းဆောင်ရှိတယ်။ James Rodriguez ကတော့တံပဲကစားသမားတွေကြားရမှာဘောလုံးကိုစိန်ထားလို့မရှိဘူး။ဟုတ်ကဲ့ခင်ဗျ။ဘောလုံးကိုအမြန်ပြီးတယ်အမြန်လှုပ်တယ်ဆွဲတဲ့အချိန်ဆွဲတယ်လှုပ်တဲ့အချိန်လှုပ်တယ်ကန်တဲ့အချိန်ကန်တယ်။ဒါတော့ဒီ quality ပိုင်းရဆိုရင်တော့နေမှာပိုကြိုက်ပြီမဲ့နေ့စနစ်ပိုင်းရဆိုရင်တော့ ရဒူကပ်ကတော့ကျွန်တော်နောက်တစ်ပွဲထပ်မေ့ခြင်းလဲနောက်တစ်ပွဲကလည်းပထမပိုင်းတွင်ကိုနဲ့ပဲပြီးပါတယ်ဂျာမနီသင်းအစောစောစီကိုရတယ်အဲကိုပဲချိန်လုံးသူထိန်းသွားနိုင်တယ်ပြင်သစ်ကလည်း clear chance နေမဟုတ်အောင် chance တော်တော်များများကိုဖန်တီးနိုင်ခဲ့တယ်ဒီအခြေအနေလေးပြင်သစ်ရှုံးရတဲ့အခြေအနေလေးကိုလည်းပြောပြပါမယ်ပြင်သစ်ကတော့ experience ပဲအဓိကတော့ပြင်သစ်ကစားသမားတွေရဲ့ဒီပြိုင်ပွဲကြီး experience အားနည်းမှုပါပဲဒီသူတို့ရဲ့ type fit type ဒီ type set က efficiency ကိုညော့တယ်ပြီးတော့တကယ်တကယ်ဟိုယုံကြည်ယုံကြည်ချက်အပြည့်နဲ့ မကစားနိုင်ပဲနဲ့ဟိုထိုးပေါက်တဲ့အပိုင်းမှာအားနည်းချက်တွေရှိတယ်ပေါ့ဟုတ်ကဲ့ဆိုတော့ဒီဂျာမနီကတော့ဒီအသင်းကြီးအသင်း style ပဲဒီတကယ်တော့ခြုံကြည့်လိုက်ရင်တော့ပြင်သစ်ကဂျာမနီထက်ကိုသွင်းကနေပိုရတယ်ပြင်သစ်ပိုတာကောင်းတာနိုင်တယ်ထင်နိုင်ပဲတကယ်ပြူအောင်ရောက်ကစားနိုင်တာတော့ဂျာမနီပါဂျာမနီပါဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်ဒီညပွဲစဉ်တွေစစ်ဆေးအောင်အမှားဆုံးကျွန်တော်အာဂျင်တီးနားနဲ့ပဲဂျမ်ပေါ့နော်နှစ်တင်းလုံးမှာကဘာကျော်တွေရှိတယ်နှစ်တင်းလုံးကလည်းပြည်သက်ကြိုက်တဲ့အတင်းတွေဖြစ်နေတယ်အဲ့မှာကျွန်တော်အာဂျင်တီးနားအတင်းကြောင့်စာမေးချင်ပါတယ်အာဂျင်တီးနားအတင်းက လောလောဆယ်မှာမစီအိုမိကိုနေရတယ်ဆိုတာမျိုးသိရတယ်ဟုတ်ကဲ့။နောက်ပြီးတော့အာဂျင်တီးနားအသင်းအခုလက်ရှိရထားတာ89ရထားတယ်။ဟုတ်ကဲ့။89မှာမစီသွင်းထားတာ၄ခုဖြစ်တယ်။ဟုတ်ကဲ့။ကြံတဲ့ကစားသမား၁၀ရောက်၊ဂိုးသမားဖယ်လိုက်၉ရောက်ပေါ့။အဲ၉ရောက်သွင်းထားတာ၃ခုပဲရှိတယ်။အဲ့တော့အာဂျင်တီးနားရဲ့တိုက်စစ်အခြေအနေမစီပေါ့ဘလောက်ထိမြင့်ကုန်နေရလဲဆိုတာလေးပြောပြပါမယ်။မစီကတကယ်ကိုအာဂျင်တီးနားရဲ့86မာရဒိုနာဖြစ်နေတယ်။ဟုတ်ကဲ့။ဒါတော့လုံးဝငင်းဆန်လို့မရဘူး။ဒီမစီတူးသေးကပဲတိုက်စစ်အခင်းချင်းတော်ရော ကွင်းလေမှဟိုဘလို့ပြန်ပွဲပြန်မတင်းကိုကွင်းလေစီးဖို့အတွက်ရောကိုအတင်းရဲ့တိုက်စင်တဲ့ကွင်းလေဖြည့်ဖို့အတွက်ရောသူတယောက်ပဲကတိုင်ငံလုံးနေရတယ်ဒီတော့မစီအတွက်မကောင်းဘို့သူတော်တော်ပြန်မန်းတယ်သူသူများရဲ့ထောက်ကိုပို့ပေးမှန်းတယ်တကယ်တကယ်တော့မက်ဆီကဘာစီလိုနာမှာတက်တောင့်တက်တာကစားရဲကစားလို့မှမဟုတ်ဘူးသူဘောလုံးကို1 touch ကြီးပုံမယ်လိန်စားရှင်းလိန်မယ်ဒါပေမဲ့ဒါပေမဲ့သူကဟုတ်ကဲ့မကောင်းနေရအများကြီးရှင်းအဲသူရဲ့ပံ့ပိုးမှုတွေအဆုံးတက်တဲ့ကစားလို့မှာ အာဂျင်တီးနားကတော့အလိုမဟုတ်ပို့ပြီးတော့ရင်းကျက်တဲ့ခြေစွမ်းတော့မြင်ရတာပေါ့မက်ဆီကဒီထိုင်ကစားရုံမဟုတ်ပဲနဲ့ဟုတ်ကဲ့ကိုကဥဆောင်ပုံဖော်နိုင်တဲ့ကစားသမားဆိုတော့လေကျွန်တော်တို့တွေ့ရတယ်ဟုတ်ဒါအာဂျင်တီးနားနဲ့မက်ဆီနဲ့ပတ်သက်ပြီးပေါ့နော်ဒါဒီမေကွန်းနဲ့ကွန်ဘက်လုတ်ချင်တဲ့မေကွန်းတွေတူရှိပါသေးတယ်ဘယ်ဂျန်ဘယ်ဂျန်6 9ပဲရထားတယ်ဒါပေမဲ့အ6 9ကကစားသမား6ယောက်ကတွင်ထားတဲ့အနေအထားမျိုးရှိနေတယ်အဲ့တော့ဘယ်ဂျန်မှာကိုရမှုအတွက်စုံတယောက်ပေါ်မှီခိုးနေတဲ့အနေအထားမျိုးမတွေ့ရဘူးခင်ဗျအဲ့တော့ဘယ်ဂျန်အသင်းရဲ့တိုက်စစ်ခြေနေကစားသမားတွေရဲ့ performance အဲ့ဒါကိုလည်းသုံးသပ်ပါဦး။ဘယ်ဂျီယံကဒီသွင်းကိုအပြင်တော့နေတယ်။ဟုတ်ကဲ့ဆရာ။6ခုရဲ့ဟာဒါပေမဲ့လူ6ခုကိုကိုးသွင်းထားတယ်ဆိုတာကတော့ဒါတော်တော်ချီးကျူးရမယ့်အချက်ပဲ။ပြီးတော့သူတို့ကဆိုတော့အခုပြောသလိုပဲဒီကစားသမားတူတယောက်တည်းပေါ်မိကိုမထားရတဲ့အတွက်ပြိုင်ဘက်ဒီအတွက်လည်းခံမှန်းရခတ်တယ်။ပြီးတော့ဒီအချိန်မွေးနေရာမွေးကစားသမားတွေကိုးသွင်းသွားနိုင်တယ်ထားပါတော့ဟာဇက်သွင်းမလား Felini သွင်းမလား De Bruyne သွင်းမလားဟုတ်ကဲ့အမလူကာကိုသွင်းမလား No Origi သွင်းမလားဒါက ဒီပြိုင်မက်တူတဲ့အာယုံနောက်ဆက်အချက်ပဲအာဂျင်တီးနားကိုမက်ဆီကိုထိန်းချုပ်မယ်သူထက်နည်းနည်းလေးထပ်ပို့လိုက်ဒီမာရီယိုထိန်းချုပ်မယ်သူတို့ဒါသူတို့နှစ်ယောက်ပေါ့ပြောလို့ရရင်မယ်ဒီဘယ်လ်ဂျီယမ်ကတော့အလိုမဟုတ်တော့ဘယ်လ်ဂျီယမ်ကနေရာပေါင်းစုံကနေတော့ဒုက္ခပေးနိုင်တဲ့ကစားသမားတွေရှိနေတယ်မခန်းဆက်ကဟိုဆက်ပစ်စီကိုကောင်းတိုက်နိုင်တဲ့ကစားသမားတွေရှိသလိုဖရီကစ်တွေအသုံးချနိုင်တဲ့ကစားသမားတွေလည်းရှိတယ်ဟုတ်ကဲ့ဒီဘယ်လ်ဂျီယမ်နဲ့ပတ်သက်ပြီးပေါ့နော်ဘယ်လ်ဂျီယမ်နဲ့ပတ်သက်လို့ရင်ကျွန်တော်တို့အားလုံးမျိုးလုံးထဲမှာမြင်ကြတာဟာဆက်တို့ လူကာကူတို့ဟုတ်ကဲ့ဖယ်လိုင်နီတို့မြင်ကြတယ်ဒါပေမဲ့ဒီကမ္ဘာဖလားပြိုင်ပွဲမှာကျွန်တော်တတိထားမိတယ်ကစားသမားတယောက်ရှိပါတယ်ဖာတွန်ကန်ဟုတ်ကဲ့သူရဲ့လှုပ်အားနှုံးနေ performance နေတာတော်တော်လေးလေးစားစရာမျိုးတွေ့နေရတယ်ဘယ်ဂျီယန်အတွက်လည်းတကယ်အကျိုးရှိနေတယ်လို့ကျွန်တော်ထင်တယ်အဲဖာတွန်ကန်ရဲ့အနေထားကိုလည်းသုံးသပ်ပါဦးလားဖာတွန်ကန်ကတော့နှစ်ပိုင်းခွဲပြောမယ်တိုက်ဆက်ကိုတော့ဆောက်ကိုဆုံးကြီးပြောသလိုပဲဒီဘယ်ဂျီယန်ဒီဘယ်ဂျီယန်ရဲ့တိုက်ဆက် ဟိုအခင်းအကျင်းတွေမှာဖာတွန်ဂန်ရဲ့ပံ့ပိုးမှုကအရင်အားရစရာကောင်းတယ်သူရဲ့တကယ် sprint run ကအချိန်50ကျော်တယ်58ကျင်းရှိတယ်ဒါကတကယ်တော့ဒီ Belgian တစ်သင်းလုံးက Kevin De Bruyne ပြီးရင်ဒါသူအများဆုံးပဲဒီ Hazard တို့ဒီတခြားတခြားဒီ Martin တို့ဒါသူတို့ဒီထပ်ပို့ပြီးတော့ဟိုတိုက်စစ်မှာဟိုဘောလုံးပြေးလမ်းကြောင်းတွေရှာနေတဲ့အနေထားပေါ့ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကခံစက်ဒီခံစစ်မှာဟိုမစင်းနိုင်တာမဟုတ်မလိုက်နိုင်တာမဟုတ်သူ့ရဲ့ကစားအားရအသက်ရွယ်ရတက်လုံရ လိုက်နိုင်ကြမရှိမှာခိုးနေတာမျိုးလေးတော့ရှိတယ်။အခါကြရင်ဟိုအတင်းက offside တဖန်နဲ့သူကြံခဲ့တာမျိုးဒါပေမဲ့အတင်းကဆင်းသွားပြီ။သူလမ်းလျှောက်နေတာမျိုးလေးတော့ရှိတယ်။ဒါပေမဲ့ခြုံပြီးပြောရရင်တော့ဒီဖာတွန်ကန်ကဒီကဘာဖလားမှာဒေဂျန်တော့တော်တော်အားထားရတဲ့ကစားသမားလို့ပြောရမှာ။ဟုတ်ကဲ့ပါဒီဒါကတော့နီစနစ်ပိုင်းဆိုင်ရာလေးနဲ့ပါပါတယ်ဖာတွန်ကန်နဲ့ပတ်သက်အဲ့တော့နီစနစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့မိကုန်းတစ်ခုပဲကျွန်တော်ထပ်မေးခြင်းနဲ့မက်ဆီဘက်ပြန်လှည့်ရအောင်။ဟုတ် မက်ဆီရဲ့ကစားပုံနဲ့ပြောင်းရလို့ကျွန်တော်ထင်တယ်ဘယ်ဘက်မှလဲဆိုရင်ကျွန်တော်ရှုံးထွက်အဆင့်ဆွစ်ဇာလန်နဲ့ပွဲမှာဟုတ်ကဲ့မက်ဆီကိုယ်တိုင်ကွင်းနဲ့ညီပါလောက်ထိဆင်းတယ်သူကိုယ်တိုင်ဘောလုံးယူတယ်သူစီရနဲ့ဘောလုံးနေဖြန့်တယ်အဲ့မျိုးပုံစံမျိုးလေးတွေ့ရတယ်မက်ဆီကစားပုံပြောင်းရတာလားမက်ဆီကိုသူတို့ညီပြတာဝန်ပေးမှုပိုင်းပြောင်းရလားအဲ့လိုတာဝန်ပေးမှုပိုင်းသူကစားပုံပြောင်းလဲရတဲ့အာဂျင်တီးနားအသင်းအကျိုးရှိလာလားအဲ့ဒါသိချင်ပါ အဓိကတော့မက်ဆီစီကနေအများကြီးယူလိုက်တာပဲဟုတ်ကဲ့မက်ဆီသူလုံနိုင်ကြီးရှိသမျှအားလုံးအာဂျင်တီးနားနေပြလောဘကြီးကြီးယူလိုက်တာပဲဒါကအကျိုးရှိသားဆိုတော့အကျိုးရှိတော့မက်ဆီကစားနိုင်သရွေ့ပေါ့အဲမက်ဆီတက်လုံကြသွားမယ်မက်ဆီကစားကြသွားမယ်ဆိုရင်တော့မက်ဆီမှာအဲ့ပြဿနာရှိတယ်ဇီဒန်ဘက်ကန်မက်ဆီသူတို့မှာအဲ့ပြဿနာရှိတယ်သူတို့ဒီကွင်းထဲမှာဟိုကစားနေနေနဲ့ဆစ်ဖြစ်သွားတဲ့အပိုင်းကိုခဏခဏတွေ့ရတယ်အဲမဖြစ်သေးရောပြဿနာမရှိဖြစ်ရင်တော့အာဂျင်တီးနားကကယ်မဲ့သူမရှိတော့ဘူးတကယ်တော့သူသုံးတာစွန်စားရကြာလွန်တယ် ဒီမက်ဆီဟာဒီနောက်ထပ်တိုက်စစ်ဆိုတာမျိုးကပြန်ဘက်ဂိုးစီးနဲ့ဂိုင်း20လောက်မှာကစားတာပေါ့ဂိုင်း20ဂိုင်း30မက်ဆီကဂိုင်း40ဂိုင်း50ဒီပေါ်လုံးဆင်းယူနေတာကြတော့အရမ်းများသွားပြီဒါပေမဲ့ထိရောက်တော့လို့ဆိုတော့ထိရောက်တယ်ဒီဆိုဇာလန်ဘက်ပေါ်မှာမက်ဆီရဲ့ဂိုးရှူတင်ကတပွဲလုံးမှာနှစ်ဂိုးပဲနှစ်ချိန်ပဲရှိတယ်ဟုတ်တယ်အမင်းတ120ကစားသွားတာဒါပေမဲ့တကယ်ဒီ clear cut chance တွေဒါ big chance တွေဖန်တီးမှုက၈ချိန်ရှိတယ်အာဂျင်တီးနားကဒီအုပ်စုဖြတ်တန်းမှုအုပ်စုပွဲစဉ်၃ပွဲနဲ့အခု ီကျုံထွက်ပွဲအပါဝင်တကယ်တမ်းဒီ big chance တွေဖန်တီးနိုင်တာ73ချိန်ပဲရှိတယ်မက်ဆီကအဲ့ဒီပွဲထဲမှာ၈ချိန်ဖန်တီးပြီးသွားတယ်ပြန်နောက်ဆုံးအနိုင်ဦးရသွားတဲ့ဒီမာရီယာဘောလုံးဆိုတဲ့ဒါမက်ဆီညှက်သွားတာဒီအာဂျင်တီးနားဟိုနောက်တစ်ဆင့်တမဲ့ကိုတွင်းပြခဲ့တဲ့ဒီမာရီယာအကြောင်းမပြောခင်ကျွန်တော်တိုက်စစ်အကြောင်းလည်းနည်းနည်းတပီးဆွေးနွေးကြပါလေဒီကတော့ဟီကူရီမော်နော်ဟီကူရီရဲ့အနေထားဘယ်လိုရှိလဲဟီကူရီကအခုထိဂိုးမရသေးသလိုအသင်းနဲ့လည်းအသင်းကတက်တက်သူကတက်တက်ဖြစ်နေတဲ့အနေထားမျိုးတွေ့နေရတယ်ခင်ဗျာ ဲ့တော့ကိုနန်းလုံရအောင်ဘယ်လိုသုံးသပ်မလဲအဓိကတော့နံပါတ်1က confident out တာပဲဟုတ်ကဲ့ဒီဟိကတကယ် confident out နဲ့ तू ကစားတာကဟိုဟိုပြိုင်ဘက်အသင်း၄သင်းကို तू အကျုံးတွေ့ပြီးသွားပြီဘဲခန်းစင်မှုထက်မှမြန်အောင်မပြေးနိုင်ဘူးဟုတ်ကဲ့ဘဲခန်းစင်မှုကိုမှ market မခွာနိုင်ဘူးပြီးတော့ဒီဘောလုံးကိုလက်ခံပြီးတော့ခင်းတယ်ခင်းပြီးနေရာပြန်ယူတဲ့အပိုင်းမှာအကျုံးမှတမရှိဘူးအဲ့သူ့ရဲ့အဓိကပြဿနာပဲအဂွေရိုက ဟီရိုနက်ဆန်ပို့ပြီးတော့လှုပ်ဖြစ်တယ်။သူလှုပ်တယ်တိုးတယ်ယုံတယ်ဒီ space ဒီပေါ်တယ်ပေါ့။ဒီဝင်ကအဲ့ပြဿနာက तू အထောင်တိုက်စင်ပြီးကစားနေပြီ။ space ဒီကို तू ကိုယ်တိုင်လည်းမရှာနိုင်ဘူး။သူများဖန်တီးပြီးတဲ့ space ဒီကိုလည်း तू အတော့ဟိုနေရာမယူနိုင်ဘူးပေါ့။အဓိကဟီရိုမှာအဲ့ပြဿနာရှိတယ်။အဲ့တော့ဒီသူ့အနေနဲ့ဒီအခုလက်ကျန်အခု legion နဲ့လိုပွဲမျိုးမှာအသင်းနဲ့ combination ကတိတက်ပို့ပြီးတက်မလာဘူးဆိုရင်အရင်ကကိုရဖို့ခတ်သွားလိမ့်မယ်။ဟုတ်ကဲ့ခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်ညီပြပိုင်းပါကနေ ဝင်ပြီးမေးကြပါလေဟီကူရီယံကိုဘာကြောင့်နီးပြအခြေစောင်းမပြနိုင်ရဲ့နဲ့ဆက်ပြီးသုံးနေလဲအစားထိုးဖို့လူမရှိတာလားဘာကြောင့်လဲခင်ဗျာအဓိကတော့အာဂျင်တီးနားမှာတကယ်စင်တာဖောကကစားနိုင်တာအကွဲရိုးနဲ့ဟီကူနှစ်ယောက်ပဲရှိတယ်သူတို့ရဲ့ formation က433ကိုတည်ထားတယ်ဟုတ်ကဲ့အဲ့တော့ဒီစင်တာဖောနှစ်ယောက်ပဲရှိတဲ့အတွက်ဒီနှစ်ယောက်ကမဖြစ်နေသုံးကိုသုံးရမယ်တယောက်ကိုနှုတ်ဦးစလုံးသုံးနေတော့အကွဲရိုးဒီ wing ကိုထုတ်တာပေါ့အဲ့တော့တူးကတော့မဖြစ်နေသုံးရနေထားမှာအကွဲရိုးကတန်ရရနေကြက်ခိုင်မှုမပြည့်ဘူး အဲ့ဒါကြောင့်မို့သုံးနေတာလည်းပါလိုက်မယ်အမှန်ဆိုရင်တော့ဒီအထောင်တိုက်ဆင်မှုနေရာမှာဟိုအခွဲဒီလိုအခုဟိုပြနေတဲ့ခြေဆောင်မျိုးလားဆိုတော့အခွဲရိုးပဲသုံးတော့မှာပေါ့ဟုတ်ကဲ့မှန်ဒါကတော့ဒီအသင်းနေပေါ့ကျွန်တော်ဒီတကူချင်းစီပလေးယာတွေအကြောင်းနေ position light တွေညစ်နေပိုင်းတွေကိုတော့မေးပြီးပါပေါ့နော်ကျွန်တော်သိကျင်တာဒီအသင်းနှစ်သင်းတကယ်ဆုံးတွေ့တဲ့အခါမှာဘလူနီစနစ်တွေကိုလည်းပြင်ဆင်ပြီးရှင်းဆိုင်ကြမှာလားခင်ဗျ။ဘယင်က၄နှစ်၃တက်ပဲကစားမှာပဲ။ဟုတ်ကဲ့ခင်ဗျ။၄နှစ်၃တက် ကိုလည်းတောက်လျှောက်ကစားခဲ့တယ်လင်းနဲ့သုံးတဲ့ကိုအောက်ကိုတယ်လင်းနဲ့သုံးတဲ့နဲ့ဟန်ချက်ညီတယ်ဘယ်ဂျန်ရဲ့အကောင်းဆုံးခြေစွမ်းကိုဒီရှုံးထွက်ပွဲမှာစတူရအမေရိကန်နဲ့ပွဲမှာအခုသုံးပွဲစလုံးတော့လင်းဖဲလင်းပဲပဲဒါပေမဲ့ရှုံးထွက်ပွဲမှာသူတို့စကောင်းလာပြီဒီပုံစံကျသွားပြီဖြစ်တဲ့အတွက်ဒီကစားခွက်ကိုဆွန့်လွှတ်ဆရာမရှိတော့ဘူးအာဂျင်တီးနားကလည်း၄-၃-၃ကိုကစားမှာပဲ၄-၃-၃ကိုကစားတဲ့နေရာမှာမက်ဆီဟာဒီနောက်ရောက်သွားတဲ့အတွက်နောက်ထပ်တိုက်စစ်နေရာမှာကစားမလားဒါမှမဟုတ်တိုက်စစ်နဲ့ကွင်းလန်နဲ့ချိန်မဲ့ link man အလဲကိုနည်းနည်းပို့ပို့ပြီးတော့တောင်းဝန်ယူတဲ့ ်ဒီဟူဂွင်တို့ဒီမာရီယာတို့ကိုဖန်တီးပေးမဲ့နေရာမှာသူနေမလားဒါမှမဟုတ်မက်ဆီယိုဖော့စ်9ပုံစံဒီပုံမှန်ကစားနေကြတိုက်ဆင်မှုနေရာမှာပြန်ထားပြီးတော့ဟီဂွင်နဲ့မက်ဆီအတွဲဟိုနှစ်ယောက်တွဲပုံစံမျိုးထားမလားဒါအာဂျင်တီးနားမှာတော့အဲ့ဒီပြဿနာရှိတယ်ဒါပေမဲ့နောက်နောက်တစ်ခုကအာဂျင်တီးနားမှာအဓိကအားထားတယ်ရိုဟိုဒီ left back မှာဒါသူဆိုတော်တော်လေးဒီမက်ဆီဒီမာရီယာပြီးရင်အာဂျင်တီးနားမှာအကောင်းဆုံးပုံစံပြနေတယ်သူတို့ပြောလို့ရတယ်။သူမပါနိုင်။အဲသူ့နေရာမှာဝင်မဲ့ကစားသမားက ဘယ်သူဖြစ်မလဲဆိုတာဟိုနိပြပေါ်မူတည်တယ်။ तू ကဒီ wing attacking ကိုအားပြုတ်ကျင်သလား။ဒါမှမဟုတ် solid defense ကိုအားပြုတ်ကျင်သလား။အဲ့ပေါ်မှာမူတည်တာပါ။အဲ့အဲ့ပေါ်မှာအာဂျင်တီးနာကတော့အပြောင်းလဲရှိလာနိုင်တယ်။ဒါပေမဲ့သူတို့ရဲ့မဟာဗျူဟာကတော့မက်ဆီကိုတင်မယ်၊လေးသုံးလုံးကစားမယ်။ဟုတ်ကဲ့ခင်ဗျ။အဲ့ဒါဆိုအခုကျွန်တော်တို့ပြောစရာကြံလာတစ်ခုပဲရှိတော့တယ်။ဒါကတော့ဒီဘွဲရရလက်ပိုင်းဘလို့ရလက်ထွက်လာမလဲခင်ဗျ။အချိန်ဆုံးရလက်ကတော့ဝမ်းဝမ်းပဲ။ဟုတ်ကဲ့ခင်ဗျ။ဟုတ်ကဲ့အဲ့ထက်ဟိုကြိုက်တဲ့ရလက်တော့ မရှိတော့မိနစ်90တေးကြဖို့အတွက်အဲဆိုမိနစ်90တေးကြမယ်အချိန်မိုးတွေဆက်သွားမယ်ဟုတ်ကဲ့ပင်းပန်နယ်တွေရောက်မယ်ဟုတ်ကဲ့အဲဆိုဖြစ်မနေရွေးရမယ်ဆိုဒီဆင့်ကနေနောက်တစ်ဆင့်ကိုရောက်သွားမှာဘယ်အသိဖြစ်မလဲမိနစ်90အတွက်ကိုတေးရွေးပြီးသွားရင်နောက်နောက်အချိန်ပိုနဲ့ပန်နယ်တွေကတော့မရွေးချင်ကြမှာပဲကျွန်တော်ဟိုမပြောနိုင်တော့ဘူးဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအဲဆိုကျွန်တော်နောက်တစ်ပွဲကိုသွားအောင်နောက်တစ်ပွဲကကျွန်တော်တို့ဥရောပရဲ့ဟော်လန်နောက်တစ်ပတ်ကနေမထင်တာလေးလောက်ပြလာတယ်ကော့စတာရီကာဒီနေ့တင်းတွေ့ပြီအရင်ဆုံးအနေနဲ့ကတော့ဟော်လန်တင်းရဲ့အကြောင်းကိုစပြောပါ ဟော်လန်ကဒီလက်ရှိကော်လှပြိုင်ပွဲမှာအားလုံးကြိုက်အောင်ကစားနိုင်ခဲ့တဲ့အတင်းပေါ့အုပ်စုတွင်းမှာလည်းဒီစပိန်ကိုဒီ shock နိုင်တဲ့ပွဲမျိုးကအစဟို99ထိုက်တဲ့ပွဲမျိုးတွေအကုန်အနိုင်ကစားခဲ့တယ်ဒီကော့စတာရီကာလည်းတကယ်တော့ဒီနှစ်သင်းကအုပ်စုချက်တရားနေတက်လာတဲ့အတင်းပေါ့နော်အုပ်စုချက်တရားနေတော့အုပ်စုဘုံနဲ့တက်လာတဲ့အတင်းတယ်ကော့စတာရီကာလည်းဥရုဂွေးနဲ့ကစားခဲ့ရတယ်အင်္ဂလန်နဲ့ကစားခဲ့ရတယ်အီတလီနဲ့ကစားခဲ့ရတယ်ဟုတ်တယ်အဲ့တော့ဟိုအထက်ကပြောချင်တာကတော့ တသင်းနဲ့တသင်းရှိန်နေကြတော့မရှိတော့ကော့စတာရီကာဟော်လန်လိုပြိုင်ပွဲတွေနဲ့ရင်ဆိုင်ခဲ့ပြီဖြစ်သလိုဟော်လန်ကလည်းဒီကော့စတာရီကာရဲ့မာကျောမှုမျိုးကော့စတာရီကာကောင်းသွားတယ်ဆိုတော့ရလဒ်မျိုးပိုင်ဆိုင်တဲ့အသင်းတွေကိုကြော်ဖြတ်ခဲ့ပြီပေါ့ဟုတ်ကဲ့ဒီဟော်လန်ပေါ့နော်ဟော်လန်မှာကျွန်တော်တို့ကပြောရတဲ့အာဂျင်တီးနားမှာမက်ဆီကိုအားကိုးသလိုဟော်လန်မှာလည်းရောဘင်ကိုအားထားနေရတာမျိုးတွေ့ရပါတယ်အဲ့ဒီအနေထားကဘယ်လိုရှိလဲမထူးတကယ်တော့အာဂျင်တီးနားရဲ့မက်ဆီနဲ့ဟော်လန်ရဲ့ရောဘင်နဲ့ကတိတ်တော့မထူးတကယ်ကိုအားထားနေရတယ် အာဂျင်တီးနားမှာဒီ second support ကဒီမာရီယာရှိတယ်ဟော်လာမာဗမ်ဘာစီရှိတယ်ဒီလောက်ပဲကွာတာနောက်တစ်ခုကနှစ်သင်းလုံးကခံစစ်နဲ့ဝင်လာအောင်အားနေရတယ်ဒါပေမဲ့ဟော်လန်ကအာဂျင်တီးနားထက်တာတာကပို့ပြီးတော့စနစ်တကျကစားနိုင်တယ်ပို့ပြီးတော့နေစနစ်တကျကစားနိုင်တယ်ပြီးတော့မက်ဆီကိုအာဂျင်တီးနားကစားဘော်တွေကသိပ်မလုပေးနိုင်ပေမဲ့ဟော်လန်ကစားဘော်တွေကရောဘင်ကိုအများကြီးပံ့ပိုးပေးနိုင်တယ်ပေါ့ဟုတ်ကဲ့ခင်ဗျဒီဟော်လန်အသင်းရဲ့ performance ပေါ့နော်ကစားခဲ့တဲ့ဝယ်ရလက်ဒီအရာကိုခြေသွမ်းရအောင်ပေါ့အခုဒီဟော်လန်အသင်းမှာအကိုကြိုက်မိတဲ့အချက်တွေရှိသလို ိုအားများတဲ့အချက်တွေလည်းရှိကောင်းရှိနိုင်တယ်အားလေးတွေကျွန်တော်တည်ပြသည်အဓိကတော့ဟော်လန်ခံစစ်က၄လုံးတယ်ဟုတ်ကဲ့ပါ၄လုံးနဲ့မာတယ်အမြင်ဘောတွေကောင်းတယ်ဒါပေမဲ့ ground ball တွေရှင်းတာညံ့တယ်ပြီးတော့အထလေးတယ်ပြီးတော့ဒီ side back ဒီ wing back နှစ်ခုဖြစ်တဲ့ဒီ plane နဲ့ရမ်းဘောကိုကျွန်တော်ဘယ်ဘက်မှမမကြိုက်ဘူးဟုတ်ကဲ့သူတို့တောင်ကြီးဘက်ကစားနေတယ်လို့ထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီ Costa Rica ကတော့ကျွန်တော်တို့သူ့အတူဘယ်အသင်းတွေကိုပဲဘလို့အနေထားနဲ့နိုင်လာသည်ဖြစ်စေကြော်ဖြတ်လာနိုင်သည်ဖြစ်စေ ကော့စတာရီကအတင်းအနေနဲ့ဂျင်းနဲ့လောက်ပြီလို့ပြောလို့ရမလားဒီဆန်ရောက်လာတာဂျင်းနဲ့လောက်ပြီလို့ပြောလို့ရတယ်တကယ်တော့ quarter final ဆိုတော့သူတို့တကယ်ဂျင်းနဲ့လောက်ဆိုအဆင်ပါပဲပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်ဟော်လန်ကော့စတာရီကောနိုင်ပြီ semi final တက်မဲ့အတင်းဖြစ်ကိုခံမမ်းမလားခံမမ်းလို့ရတယ်ဟော်လန်ကော့စတာရီကောကျင်းတယ်ကျင်းတယ်ကိုနိုင်ပါဟုတ်ကဲ့ခင်ဗျအဲ့တော့ကော့စတာရီကောဘလို့နိုင်ဘလို့နိုင်မလဲဆိုတော့ကိုယ်မပြီးပဲကိုနိုင်ပါဘာကြောင့်လဲဆိုတော့ဒီကော့စတာရီကာကအောက်စုတွေမှာသူရင်ဆိုင်ခဲ့တဲ့အတင်းတွေသူ့ကိုကစားကွက်စီးထားမှအတင်းတွေဟုတ်ကဲ့ ကစားပွဲစီးထားမဲ့အသင်းတွေတိုက်စစ်အသားပြုထားတဲ့ကစားအသင်းတွေဒီတိုက်စစ်မှုနေရာမှာကစားသော3လောက်တင်ပြီးတော့ကစားတဲ့အသင်းတွေကော်စာရီကာခန်းစစ်ကိုအလုံးပိတ်ပြီးတော့ဟာကွက်ပြိုင်ပွဲအသင်းရဲ့ခန်းစစ်ကြောင်းဟာကွက်ပြန်ရှာပြီးကစားတယ်တကယ်တကယ်ဂရိလိုအသင်းမျိုးနဲ့တွေ့တဲ့ခါကျတော့ဂရိက451ကစားတယ်ဟုတ်ကဲ့ကော်စာရီကာက541ကစားတယ်ဟုတ်ကဲ့ကော်စာရီကာမကစားတတ်တော့သိတာတယ်ဒီသူ့လိုပဲခံကစားတဲ့အသင်းမျိုးဒီကော်စာရီကာဘာမှမလုပ်တော့အဲ့တော့တစ်ဖက်မှာဒီဟော်လန်နီးပြဗန်ဟားက532ကိုတုံးနေတယ်နီးပြ 532ကိုမှပြိုင်ဘက်ပေါ်မူတည်ပြီးတော့433ပြောင်းရအောင်ပြောင်းတယ်3နဲ့ပြောင်းရအောင်ပြောင်းတယ်ဒါပေမဲ့ Costa Rica ဟာဘာအားနည်းချက်ရှိသလဲဆိုတော့ဟော်လန်အသင်းရဲ့ကစားသမားတွေရောဟော်လန်အသင်းကြီးပြရောကောင်းကောင်းကြီးစားမိလောက်ပြီ Costa Rica ကိုအလွန်ကျွန်းမလိုဘဲစွန်စားပြီးတက်ဖြီတာမျိုးကိုသူတို့သူတို့ဒါရှောင်ကစားမှာပဲ Costa Rica ကိုဒီတန်ပြန်တိုက်စစ်ကနေတော့အပေါက်တွေဖြစ်တာမျိုးကိုဒီသူတို့ရှောင်ကစားမှာပဲ Costa Rica ဟာမျောလင်းစရာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ service ပဲအဲ service ကတော့ဘယ်အသင်းကမဆိုဘယ်အသင်းကမဆို အသုံးချနိုင်ဆုံးရှိတယ်အခွင့်အရေးရှိတယ်ဆိုတော့ဒါတော့ကျွန်တော်တက်မှာပြောတော့ဒါပေမဲ့ open play ကနေဘလုံးမှဂိုးမရနိုင်ဘူးနောက်တစ်ခုက jewel camel ဒီပွဲမှာတိတ်အလုံးမဖြစ်နိုင်ဘူးအဲ့တော့ costa rica တို့ဆောင်းကြမှာစပရန်ရူးစ်ကိုဆောင်းကြည့်ရမယ်ဒါပဲဟိုဟော်လန်တော့နိုင်ပါပဲ1 0 2 0ကိုမပေးရမနိုင်မလို့ထင်တယ်ပေါ့ဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါဆိုကျွန်တော်တို့ဒီ legend quarter နှစ်ပွဲကိုသုံးသက်ချက်ကတော့ပြီးဆုံးသွားပြီပြည်လည်းပြည်ဆုံးသွားပြီအဲ့တော့ကျွန်တော်ဆွေးနွေးမှုဒီမှာပဲရလိုက်ရအောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ခုလိုဆွေးနွေးတင်ပြသလို ဒါမဲ့ပွဲစဉ်တွေကိုလည်းဆက်လက်သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ